င်ဆက်ပေးမယ့်သတင်းကတော့အဝေးကွေးမှာတပွဲတည်းမှာခုနှစ်ကိုသွင်းနိုင်တဲ့ပထမဆုံးအသင်းအာဆင်နယ်ဖြစ်လာတဲ့သတင်းပဲဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာရှမ်ပီယံလိအဝေးကွေးပွဲစဉ်တွေမှာတပွဲတည်းမှာခုနှစ်ကိုသွင်းနိုင်တဲ့ပထမဆုံးအသင်းဖြစ်လာခဲ့တယ်လို့သိရပါတယ်။အာဆင်နယ်ဟာ PSV ရဲ့အသင်းကိုရှမ်ပီယံလိရှုံးတွဲစကြောက်တဲ့စပထမကြော်ပွဲစဉ်မှာခုနှစ်ကိုတကူနဲ့အနိုင်ရခဲ့တာဖြစ်ပြီးဒုတိယကြော်မတိုင်ခင် quarter final ကိုတက်ရောက်ဖို့အတွက်တည်ကြတဲ့အနေထားကိုပါဆင်သွားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်က2003ခုနှစ်နိုဝင်ဘာလကအဝေးကွင်းမှာအင်တာမီလန်ကို5-2ခုနဲ့နိုင်ရခဲ့တဲ့ပွဲပြီးနောက်ပိုင်းမှာကစားခဲ့တဲ့ရှယ်မဲနဲ့အဝေးကွင်းပွဲစဉ်တွေမှာဂိုးပြတ်ဆုံးနိုင်ပွဲကိုပထမဆုံးချိန်ပြောင်းလဲရရှိခဲ့တာဖြစ်ပါတယ်။အာဇနဲ့တင်ရရှိခဲ့တဲ့ကိုတွေကိုတင်ပါအန်ဝါနီထရော့ဇက်ကာလာဗီအိုအိုဒီဂတ်တို့ကတွေ့ငယ်တာပဲဖြစ်ပါတယ်။ PSP နဲ့ပွဲစဉ်မှာပွဲထွက်ကစားခွင့်ရရှိတဲ့လူငယ်တိုက်စင်မှုအန်ဝါနီရီဟာအသက်16နှစ်နဲ့348ရက်အရွယ်ပဲရှိသေးတာကြောင့်ရှမ်ပီယံလိရှုံနှက်အစ်စ်ပွဲစဉ်တွေမှာအာဆင်နယ်အတွက်အသက်အငယ်ဆုံးပွဲထွက်ကစားခွင့်ရခဲ့သူဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ညင်းချမ်းအောင်ပါပြပို့လာပါ။